နေခင်ဘက်ဆိုရင် guys တာညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့မကြိုက်တာလည်းမကြိုက်ခွင့်ရှိသလိုလောက်တာလည်းလောက်ခွင့်ရှိရပဲလေလူတိုင်းမှာတော့အဲ့တော့ဘယ်သူဘယ်သူမှအပြစ်မပြောဘူးကြိုက်ပါလို့လည်းမပြောဘူးမကြိုက်ပါလို့လည်းပြောချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိနေမှာပဲတရားတရားရာခိုင်နှုန်းလောက်အကုန်ကြိုက်နေမှာတော့ကျမတို့လည်းနားရဲမရှိမိတ်ကမလင်းရပဲရုပ်ရှင်ပဲရိုက်နေရမှာပေါ့ကြားရဲ့လေလုပ်ငန်းတိုင်းမှာတော့လေဟို အားပေးရလို့ရှိသလိုအားမပေးရသူလည်းရှိမယ်ဒါပေမဲ့အားမပေးခြင်းဟိုဆိုကိုဆိုရင်တော့အားမပေးခြင်းတကားဆိုမကြည့်တော့ဘူးလေဒါပဲအဲ့လောက်ပဲဒါကြီးကဘဝမဟုတ်အဘလုံးမခွဲကြဘူးဘာဖြစ်လို့လဲဆိုတော့ကိုလုံးဆရာရှိရဲ့လောကကိုလုံးရမှာပဲလေကိုမလုံးလဲဘာမှမဖြစ်ဘူးကိုလုံးလဲဘာမှမဖြစ်ဘူးဒါရဲဝါသနာရခုနပြောတဲ့လိုကမိတ်ကက်က ို့ထမင်းကျွေးတာဒါဝါသနာပါလို့လုပ်တာမလုပ်လည်းပါဖြူလုပ်လည်းပါမြဲဒါပေမဲ့ဝါသနာပါလို့လုပ်နေမှာပဲသူရေးထားရလေဝါသနာပါတဲ့အတွက်အဲကို့လုပ်ငန်းတစ်ခုကတော့လုပ်နေမှာပါပဲဟုတ်ခမရဘာကြီးရောနေကင်းဘက်ဆိုရင် guy star ညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမယားဟုတ်တယ်လေ အမ်ကိုကဘယ်လိုခေါ်မလဲကိုလည်းအရိယာမမဟုတ်တာအနားလည်းပေးနိုင်ရဲ့ဆွမ်းရတော့မရှိပါဘူးဟိုကိုမကျင်နဲ့တော့မကျင်နဲ့တာတော့ပြောလို့ပြောထားလည်းရှိပါရဲ့ဒါပေမဲ့ဟိုအမှန်တရားတစ်ခုပေါ့ right တစ်ခုပေါ့နော်စကကြီးစကကြီးပြောတော့မဟုတ်ဘူးမကြိုက်တာလည်းမကြိုက်ခွင့်ရှိသလိုလောက်တာလည်းလောက်ခွင့်ရှိရပဲလေလူတိုင်းမှာတော့အဲ့တော့ဘသူဘသူမှအပြစ်မပြောဘူးကြိုက်ပါလို့လည်းမပြောဘူးမကြိုက်ပါလို့လည်းပြောချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိနေမှာပဲတရားတရားရာခိုင်နှုန်းလောက် အကုန်ကြိုက်နေမှာတော့ကျမတို့လည်းနားရမရှိမိတ်ကမလင်းရပဲရုပ်ရှင်ပဲရိုက်နေရမှာပေါ့ဟုတ်တယ်မလားအဲ့တော့လေကိုကဝါသနာပါလို့ဝင်လို့တာလေကိုရဲဒါအဓိကအသက်မွေးအကြောင်းလည်းမဟုတ်ဒါပေမဲ့အသက်မွေးအကြောင်းမဟုတ်ဘူးဆိုရင်မဲ့လေကိုလည်းထိုက်တဲ့အမှုပညာချင်းနဲ့တော့တယုတ်ဆောင်ထားတာလေအဲ့တော့ကျတော့ဒါမစော်ကားပါဘူးဟိုကိုလည်းကိုကြိုက်တာကိုလို့ကိုလို့တာပဲဖြစ်တဲ့တော့ဘာဖြစ်ပါ့မလဲကြာရဲ့လီလုပ်ငန်းတိုင်းမှာတော့လေဟို အားပေးရလို့ရှိသလိုအားမပေးရသူလည်းရှိမယ်ဒါပေမဲ့အားမပေးခြင်းဟိုဆိုကိုဆိုရင်တော့အားမပေးခြင်းတဲ့ကားဆိုမကြည့်တော့ဘူးလေဒါပဲအဲ့လောက်ပဲဘာကြီးကဘဝမဟုတ်ဟိုအားမပေးခြင်းဆိုမကြည့်ဘူးကြိုက်တဲ့လူကကြိုက်ခွင့်ရှိတယ်မကြိုက်တဲ့လူလည်းမကြိုက်ခွင့်ရှိတယ်ဟိုဒါကြီးကမှဟိုရုပ်ရှင်ကအမှန်မှမဟုတ်တာရုပ်ရှင်ထဲမှာမကောင်းတဲ့မိန်းမလုပ်တဲ့လူအပြင်မှာမကောင်းတဲ့မိန်းမဟုတ်တာမင်းသမီးကြီးဆိုလဲရိုက်ကြပဲလေဒါ तू မကောင်းတဲ့မိန်းမဖြစ်သွားမှာတာ तू တရုပ်ရုပ်ရှင်ဆိုတာကဆင်အောင်လုပ်ရတာတူအောင်လုပ်ရတာလေအမှန်မဟုတ် တရုတ်ဆောင်တာအဲ့တရုတ်ဆောင်တာတရုတ်ဆောင်တာလို့ပဲပေါ့ဟုတ်မစ္စတာဘင်ကရေးကြည့်ဘူးလားမသိဘူး Johnny English တို့ပါတော့လေဝါသနာပိုင်ကြည့်ကြည့်ပါအဲ့လိုမျိုးကားရေးဆိုလို့ရှိရင်လည်းသူဆိုလှုပ်ချင်တာကြီးလှုပ်တာပဲနောက်ဆိုအင်္ဂလန်ပြည်မှာကြီးကိုလည်းသူမျိုးစုံနဲ့နှောက်တာပဲဒါကြီးဆိုဘာမှမမပြောတာနော်ဟိုအဓိကတော့ဟာတကဟာတလို့မြင်လိုက်ရင်ပြောဖို့ကောင်းမယ်ဘလောက်ပဲဘာမှမရှိဘူးအဲ့လိုပြည့်တွေ့ရလဲမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ခေါင်းနဲ့မယူရတာပေါ့ဟို तू အပူတစ်ခုကသူများလာပေးရင်ကိုယူထားရင်ကိုပူမှာပေါ့လေကိုမပူကိုမယူကိုမပူဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါကြီးကခုနပြောသလိုပဲရုပ်ရှင်ကြည့်ရခုဒီတရေကကြည်ပြန်လိုက်ကျမဘောရတရေ6ခန်းနေရမှာမဟုတ်တာတရေကမှခုကြည့်တယ်အခုညနေ6နိုင်မှတင်တယ်ည7နိုင်မှကြည့်ပြီဒါက7နိုင်မှဘဝတွေကပြီးွားပြီလေကြည့်တဲ့အချိန်မှာတော့ဟာ6တော့မလာမ6သေးဘူးလားဘာလို့ဖြစ်နေဦးမှာလဲဆိုတော့ ဒီတက်မှတ်မှုရှိရလေအဲ့ရနေပြန်သွားပြီဆိုဘာတက်မှတ်မှုမှမရှိကိုရင်ကိုပြန်ကိုလို့ကိုလို့ကိုဘွားလည်းကိုပြန်ရောက်သွားပြီလေဒီအတွက်ဖြစ်တဲ့အတွက်ဒါကြီးကဘဝမဟုတ်ဘူးဟုတ်ပါဘူးဒါကာရိုက်တာတစ်ခုကကာရိုက်တာတစ်ခုလိုလဲအဲဒီတယုတ်ဆောင်တယ်ဆိုတာတယုတ်ဆောင်တာလေဖြစ်ရမှန်လို့ရေးထားမှုဒါဒါဖြစ်ရမှန်လို့မှမပါတာတယုတ်ဆောင်တာလေတယုတ်ဆောင်တာတယုတ်ဆောင်တာလို့မြင်လိုက်ဖြစ်ရမှန်ဆိုဖြစ်ရမှန်လို့မြင်လိုက်ဖြစ်ရမှန်ဆိုရင်တော့လွဲလို့မရဘူးတမိုင်းကိုရိုက်တာလားဖြစ်ရမှန်ကိုရိုက်တာလားအဲ့ဆိုရင်တော့မလွဲနဲ့ဒီအီမလွဲရိုက်ရမှာဟုတ်တယ်နော် ။တမိုင်းဆိုတာတော့မရှိရဲ။တမိုင်းမှာအနိုင်ရတဲ့လူကပဲကိုယ်တမိုင်းဖြစ်တာလေ။ဆစ်ရှုံတဲ့လူကတမိုင်းမှာအမှန်မရှိဘူး။အဲ့လိုမျိုးဆိုတာလေ။အဲ့တော့တမိုင်းကားဆိုရင်တော့တမိုင်းကားပေါ့။ဒါတွေကဖြစ်ရမယ့်ဇာတ်ကားမဟုတ်ဇလန်ရတဲ့ entertainment ဖြောပြေးတစ်ခုအနေနဲ့ကြည့်ရင်တော့ဖြောပြေးပါပဲဟုတ်။တွေ့ရမှာပါကိုကတော့အပျော်ရိုက်တာဆိုတာဟာတာကားပဲပေါ့။ drama ငှားရင်တော့ရိုက်ချင်တာပေါ့။ drama ငါလို့မရိုက်ချင်တယ်လို့ရှိမှမရှိဘူးအတတိုင်း drama လုပ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ drama ရိုက်မှ academy ရမှာလေအလုံးလိုချင်တဲ့ academy က drama မှာရှိရလေ ပရိုဂျူဆာရဲ့တခါရေးပြီးတော့နော်ဒရမာကားဆိုအလကားရေးပြီးမဲ့စင်းပြေခေါ်ရအလကားရေးပြီးမဲ့ဝါသနာပါတာဟုတ်ဘယ်သူမှမခေါ်ဘူးလေခေါ်ခဲ့ရင်ရိုက်ပြီးမဲ့ကိုလည်းအဲ့လောက်ထိ item မကောင်းသေးဘူးခေါ်ခဲ့ရင်တော့ရိုက်ချင်တာပေါ့နော်အိမ်မက်ပဲလေဒီကတော့အဲ့လိုမျိုးပေါ့ဒါပုံစံစင်တူလေးနောက်ထပ်တကားကန်းလန်းလာမယ်ဆိုတော့ဘယ်လဲအဲအဓိကတော့ကိုကဘယ်သူမှစော်ကားမရှိဘူးလေကိုရဲ့တရုပ်ဆောင်မှုကိုပဲကိုတရုပ်ဆောင်တာဖြစ်တဲ့အတွက်ကန်းလန်းလာတဲ့ကားရှိရင်ကိုကြိုက်တယ်ဆိုရိုက်ဖြစ်မှာပဲပေါ့နော်ပြီးရင်တကားလုံးကြည့်ပါ တကားလုံးအစဆုံးကြည့်ပါဖောက်မကြည့်ပါနဲ့ဖောက်ကြည့်ရင်တော့ဖောက်ကြည့်ရတဲ့လျောက်ပဲဒီမှာပေါ့တကားလုံးကြည့်ရင်တော့ concept တစ်ခုအနေနဲ့တင်ဆက်မှုတစ်ခုအနေနဲ့ဆိုရင်အဲဒါအဆင်ပြေပါတယ်လို့ပေါ့ဟုတ်တကယ်တော့ control တော့ကိုကျော်ကိုပေါ့နော်သူဖိတ်တာနဲ့လာကြည့်ပြတာပါပြင်သူကရုပ်ရှင်ကြိုက်တဲ့အမှာပါတယ်ပေါ့နော်ကိုကအဲ့လို entertainment နေကြည့်ရတာဝါသနာပါတယ်အိမ်မှာဆိုရင်လည်းအဲ TV ကိုအမြဲဖွင့်ပြီးတော့အဲ့လိုမျိုး YouTube တွေပါဆိုတော့ကြည့်ရဝါသနာပါတယ်လို့ဆိုတော့ဒါရုပ်ရှင်ကားလေးတိုင်းလည်းကိုကိုဖိတ်တယ်ဆိုတော့အမြဲလာကြည့်ပြပါတယ်ပေါ့ ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်သူတို့ချစ်ပေးကြရလဲအများကြီးတွေ့ရလို့ဝမ်းသာပါတယ်အဲ့တော့ကြောင့်သူတို့ဒီမိတ်ကပ်ဆရာတွေကနေဒီလိုမျိုးရုပ်ရှင်တွေလဲရိုက်ခွင့်ရတယ်မိတ်ကပ်ပညာလဲခုဒီနေ့ထိုင်ဆိုလို့ရှိရင်လဲလိမ့်နေရသေးတာပဲသူတို့သမီးတွေပွဲတွေလာအပ်ကြတယ်အဲအဲ့တော့ကြောင့်ဆက်ပြီးတော့လဲစူးစမ်းနေဦးမှာပါဆက်ချစ်ပေးပါဦးเนาะကျေးဇူးတင်ပါ